မယောင်နိုင်သည်သူ၏လက်ရှိအရှိနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီဟုနေပြည်တော်မှသတင်းစကားတစ်ခုခတ်သက်သက်ထွက်ပေါ်လာသည်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့ မြန်မာနောက်မှာစောင်းပါရှင်သုတ္တဆောရေးသားတဲ့မင်းအွန်လိုင်းအလွန်နိုင်ငံတော်တစ်စီတို့ဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်။မင်းအွန်လိုင်းဒီနိုင်ငံဤအာနာဆက်ရန်တရားလေပတ်မှုရက်ဆိုင်မသွားစီရန်ငလင်ဒုက္ခသည်အရက်ဖတ်ဝင်နှမ်းများမဖြစ်မနေရုံတက်ရန်စက်တိုက်ဖိအားပေးလျက်ရှိသည်။မြန်မာစစ်တပ်သမိုင်းတစ်ချောက်ကာကွယ်ရေးဦးစီးချုပ်များနဲ့အာနာသိစေကောင်းဆောင်များတဲ့တွင်မင်းအွန်လိုင်းဒီအရေးအချင်းအညံ့ပြင်းဆုံးစေကောင်းဆောင်တအူးဖြစ်သည်ကိုလွန်ခဲ့သော၄နှစ်အတွင်း မြန်မာပြည်သူများနဲ့နိုင်ငံတကာအသိုက်အဝန်းရှေ့မောက်တွင်မှတ်ကြောက်တင်ခဲ့ပြီးဖြစ်သည်ယခုအခါမယောင်နိုင်သည့်သူ၏လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီဟုနေပြည်တော်မှသတင်းစကားတစ်ခုခက်သက်သက်ထွက်ပေါ်လာသည်နေပြည်တော်ရှိထိတ်တန့်စေဘုံကျောက်ကြီးရှောက်ဦးနေထိုင်သောရှောက်လုံးတန်းအငိမ့်စားရက်ကွက်တွင်ထက်တိုးအိမ်တလုံးအသင့်ဆောက်လုပ်ထားပြီးဖြစ်သောမယောင်နိုင်သည်အကောင်ဖန်တီးခဲ့သောအချုပ်ထွေးကြီးမှထွက်နိုင်ရန်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးလင်းအနာယူမီဟုလည်းအတန်းထွက်ပေါ်နေသည် ထွက်ပေါ်လာသည့်ရက်ွက်မှာထိတ်တန့်စေဖို့ယုတ်ကြီးများ၏မိသားစုများနှင့်လက်ပေါ်တတိရှိလာသည်သို့တော်လည်းထိုအတန်းထိုတရင်ကိုတီးကြအတီးပြုတ်နိုင်ခြင်းမရှိပါသို့တော်စေကောင်းဆောင်၏အနာဂတ်နှင့်ပတ်သက်ပြီးထွက်လာသောအတန်းများသည်သခိုင်းငလင်လောက်ခတ်ပြီးနောက်ထွက်ပေါ်လာခြင်းဖြစ်ပြီးယခုနှစ်ဒီဇင်ဘာလနှင့်လာမယ့်နှစ်ဇန်နဝါရီလတွင်မင်းအွန်လိုင်းအစီအစဉ်ထားသောရွေးကောက်ပွဲကိုသခိုင်းငလင်ကမရေရာသောအခြေအနေတရက်စီသို့တွန်းပို့လိုက်တဲ့ကဲ့သို့ဖြစ်သွားပြီး၎င်းအပေါ်ပုံပိုးရှုပ်ထွေးခတ်ခဲသောဖိအားများဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည် စင်စစ်စကိုင်းငလင်မတိုင်မီအချိန်အထိမဲအောင်လိုက်အာရကျေနပ်သော အပြုံးများနှင့်စိတ်ကြီးဝင်သောအပြောအဆိုများကိုရုရှားနိုင်ငံခရီးစဉ်အတွင်းနှင့်ထိုခရီးစဉ်မှပြန်လည်ရောက်ရှိပြီးနောက်မလ22ရက်နေ့ကကျင်းပခဲ့သော2025အလွန်ဗဟုဝင်ရုပ်ကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာမိစိန်ခေါ်မှုများနှင့်အခွင့်အလမ်းများဆွေးနွေးပွဲသို့တက်ရောက်မိကုန်းပြောစဉ်နောက်ဆုံးမြင်ခဲ့ ကြားခဲ့ရသည်မဟုတ်ပါလားဆွေးနွေးပွဲကို2025အလွန်ဟုအမည်ပေးထားခြင်းကပင်တနည်းအားဖြင့်မင်းအောင်လှ၏အနာဂတ်အစီအမံများ၏ရေရသေချာမှုကိုယုံကြည်မှုရှိရှိထုတ်ဖော်ခဲ့လေသလားထိုစဉ်ကစဉ်းစားစရာဖြစ်ခဲ့သည်အကြောင်းမှာမယောင်လိုင်းသည်၎င်းစိတ်ကူးယဉ်ထားသောဗဟုဝင်ရုပ်ကဘာကြီးဆိုသည်မှာကဘာကြီးကိုအမေရိကန်ဆိုမိုရှယ်လယ်နေမှုအပေါ်အင်အားရှိန်ခွင့်ချထိမ့်ညိမိရုရှားဦးဆောင်သောနောက်ထပ်ဝင်ရုပ်များပေါ်လာပြီးပူတင်၏ဝင်ရုပ်တွင် ၎င်းသည်ခွေးသွားစိတ်တစ်ခုအဖြစ်ပါဝင်လက်ပတ်နိုင်တော့မည်အခွင့်အလမ်းကိုရုရှားခီးစဉ်အပြန်အားရကျေနပ်စွာတည်င်းစကားပေးလိုခြင်းဖြစ်သည်ယနေ့ကဘာကြီးသည်ဗဟုဝင်ရုပ်ကဘာကြီးအဖြစ်ပြောင်းလဲသွားပြီဟုမယောင်လိုက်နေပြည်တော်စင်မြင့်ပေါ်မှကဘာနှင့်ရှိပြီးယုံကြည်မှုအပြည့်ဖြစ်ဟိကျွေး၍အတန်မဆဲသေးမီရတရပတ်တပတ်အကြာမလာ၂၈ရက်နေ့တွင်မြန်မာသမိုင်း၌မကြုံဘူးအောင်လူအသေးပြောင်းနေအပြည့်အစည်းကြီးမလာသောရစ်တာစကေး0.9နဲ့ 6ဒသမ4အဆင့်ရှိစကိုင်းငလင်ကြီးဤစင်ကဲလှုပ်ခတ်မှုနှင့်ကြုံတွေ့လိုက်ရသည်မင်းအွန်လိုင်းဤကန်စားတာကိုစကိုင်းငလင်ကြီးကစီရင်ချက်ရှလိုက်လေသလားစကိုင်းငလင်ကြီးသည်ဒီချိန်မှာဗဟိုချက်နှစ်ခုဖြင့်လှုပ်ခတ်သွားခဲ့သည်ပြင်းအား9ဒသမ9အဆင့်ဖြင့်စကိုင်းမြို့ဤအနောက်မြောက်ယွန်းယွန်းကီလိုမီတာအနည်းငယ်သာကွာလန်းသောနေရာကိုပထမဗဟိုပြုလှုပ်ခတ်သွားပြီးပြင်းအား6ဒသမ4အဆင့်ဖြင့်တရာဦးရှိမန္တလေးအပြည်ပြည်ဆိုင်ရာလေစိတ်အနီးဒုတိယဗဟိုပြုလှုပ်ခတ်သွားသည်ဟုအမေရိကန်ရှေ့ဆိုင် USGS United States Geological Survey ၏တိုင်းတာချက်အရသိရှိရသည်စင်စစ်မယောင်နိုင်သည်စကိုင်းငလျင်မလောက်ခန့်ပြီး나이20ခန့်အလိုအထိမလ28ရက်နေ့ညနေစစ်ရေးပြအခမ်းအနားတွင်စစ်မှန်အပြည့်ဖြင့်မိန့်ခွန်းပြောခဲ့ရာတိုင်းရင်းသားလက်နက်ကိုင်တော်လိုင်း၏အဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDS များကိုလက်နက်ချရန်ပြောခဲ့သည်သည်ထို့ကြောင့်နေပြည်တော်မှထွက်ပေါ်လာသည့် မင်းအောင်လိုက်စိတ်ပြက်နေပြီးရွေးကောက်ပွဲပြီးလင်အနားယူတော့မည်ဆိုသည့်ပြောဆိုချက်မှများစွာတန်တရားဖြစ်ပေါ်ရှိနေပါသည်ကျွေတလက်ချက်တခုမင်းအောင်လိုင်စကိုင်းငလင်လှုပ်ပြီးနောက်ရှက်ချင်းဆိုတယ်လို့မင်းအောင်လိုင်သည်မြန်မာနိုင်ငံကိုအရေးပေါ်အကူအညီပေးကြရန်ကမ္ဘာကြီးကိုအကူအညီတောင်းခံခဲ့ရသည်လွန်ခဲ့သောတစ်ပတ်နေပြီးတော့ဆင်းမြင့်ထက်မှအမေရိကန်နိုင်ငံကြီးဆိုသောခေတ်ကုံမြီဟုအဓိပ္ပာယ်ရသော ကဘာကြီးသည်ဘ ഹു ဝင်ရုပ်ကဘာကြီးအဖြစ်ပြောင်းလဲနေပြီဖြစ်ကြောင်းပြောဆိုခဲ့သောမင်းအောင်လှိုင်၏အရေးပေါ်အကူအညီတောင်းခံမှုကိုဝါရှင်တန်အင်ပြူတော်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြားသိခဲ့ပြီးမြန်မာကလေးအတွက်အကူအညီပေးမည်ဖြစ်ကြောင်းအချိန်တိုအတွင်းတုံ့ပြန်ခဲ့သည် We've already alerted the people yet yeah, terrible what's happened. ဂျမန်နီတရင်ထုတ်ပြန်ချက်တွင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Tammy Bruce ကငလင်ဘေးဒဏ်ခံစားရသောမြန်မာပြည်သူများအရေးပေါ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်အစိုးရကဒေါ်လာ6သန်းကိုနိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်လှူဒန်းသွားမည်ဟုပြောကြားခဲ့သည်။ယင်းသည်2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ရွေးကောက်ခံအယက်သားအစိုးရကိုအတင်းအဓမ္မဖြုတ်ချစစ်အာဏာသိမ်းခဲ့သောမယောင်လိုင်း၏လုပ်ရက်အပေါ်ပြစ်ပြစ်သားသားစန့်ကျင်ခဲ့ပြီးအာဏာသိမ်းစစ်ကောင်းဆောင်များနှင့်၎င်းတို့၏မိသားစုဝင်များကိုတံခတ်အရေးယူပိတ်ဆို့ထားသောအမေရိကန်အစိုးရ၏မြန်မာပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီသာဖြစ်သည်။အလားတူစစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့တံခတ်ခဲ့ကြသောဥရောပသမဂ္ဂဗြိတိန်ကနေဒါ ဩစတြေးလျစသည့်နိုင်ငံများကလည်းလွန်ခဲ့သော၄နှစ်ကျော်လုံးလုံးမင်းအွန်လိုင်း၏ဆေးဘေးဒုက္ခဒဏ်ခံစားနေရစဉ်နောက်ထပ်သဘောအဘေးဒဏ်ခံလိုက်ရသောမြန်မာပြည်သူများကိုအလင်းအမြန်ကူညီထောက်ပံ့နိုင်ရန်အကူအညီများအသီးသီးပေးအပ်ခဲ့ကြသည်အခြေတော်အာရှအသင်းကြီးအာဆီယံကလည်းနိုင်ငံရေးဝန်ကြီးများအရေးပေါ်အထူးအစည်းအဝေးကျင်းပခဲ့ပြီးစင်ကာပူမလေးရှားထိုင်းဗီယက်နမ်စသည့်နိုင်ငံများကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကိုဆေလွတ်ခဲ့ကြသည်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအတိမတ်ပြုဖိတ်ကြားခဲ့သော ရုရှားနဲ့ဘယ်လာရုစ်အိန္ဒိယတရုတ်နဲ့အိန္ဒိယနိုင်ငံများကလည်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနဲ့အကူအညီပစ္စည်းများပေးပို့ခဲ့ကြသည်တဘာဝဓမ္မဤစီရင်ချက်ပေလာမသည်ရုရှားသမ္မတပူတင်နှင့်လက်ရှင်းဆက်ရင်ပတ်ရှင်းအပ်နှုတ်ဆက်တွေ့ဆုံနိုင်ခဲ့သောပျော်ရွှင်မှုများကယခုအခါမရောက်လာအတွက်ကျွေတလက်ကြက်တခုံလွင့်ပြေသွားခဲ့ရလိမ့်မည်နေပြည်တော်မှာငလင်ကယ်ဆယ်ရေးလား စစ်အာဏာအရှိကရတရာကြီးကိုကယ်ဆယ်ရေးလာစကိုင်းငလင်လောက်ခပ်ပြီးနောက်နိုင်ငံတကာအတိုက်အဝင်းကမြန်မာပြည်သူတို့၏အသက်ကိုအချိန်မီအရေးပေါ်ကယ်ဆယ်နိုင်ရန်မတ်လ29ရက်နေ့30ရက်များတွင်မြန်မာနိုင်ငံတို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကိုအလင်းအမြန်ဆေးလွတ်ခဲ့ရာအစောဆုံးရောက်ရှိလာကြသောကယ်ဆယ်ရေးအဖွဲ့များစုကိုငလင်ကြောင့်အသက်ဆုံးရှုံးမှုအများဆုံးနှင့်ထိခိုက်ပျက်စီးမှုအများဆုံးကြုံတွေ့ခဲ့ရသောစကိုင်းနှင့်မန္တလေးများသို့ဆေးလွတ်ရှင်းထက်နေပြည်တော်သို့ဦးစားပေးဆေးလွတ်ခဲ့ကြောင်းစစ်ကောင်စီ၏ထုတ်ပြန်ချက်များတွင်တွေ့နိုင်သည် ထိုးရှင်တွေကိုငလင်လှုပ်ပြီးရဲအနေငယ်အကြားနေပြည်တော်မှာတဖြည်းဖြည်းပေါ်ထွက်လာသောအပြက်အစီးတရင်အချက်လက်များနဲ့ပေါင်းစပ်၍စီစစ်ခွဲချမ်းတုံးသက်ကြည့်သည့်အခါငလင်လှုပ်ပြီးပြင်းမအောင်လိုက်အမြန်ဆုံးတည်ကျင်သောတရင်အချက်လက်များမှာအာနာချင်းဟောက်သားရှိအစီမံဖြစ်အခိုင်မာတိဆောက်ခဲ့သောနေပြည်တော်ရှိထိတ်တန်းစစ်ရေးအခြေခံအဆောက်အအုံများနဲ့အရက်ဖတ်အုပ်ချုပ်ရေးရန်ရာအခြေခံအဆောက်အအုံများထိခိုက်ပျက်စီးမှုအခြေအနေများဖြစ်သည်ထိုတရင်အချက်လက်များပေါ်မူတည်၍၎င်း၏အာနာအခြေခံအဆောက်အအုံများမြည်မြတ်ပျက်စီးသွားသည်ကို အမြန်ဆုံးနဲ့အတိအကျဆုံးအကဲဖြတ်နိုင်ရန်မင်းအောင်လိုင်းအတွက်တည်ရည်ရှင်ရည်တမျှအရေးကြီးသည်မဟုတ်ပါလားပြည်သူတို့၏အသက်အိုးအိမ်များပျက်စီးဆုံးရှုံးမှုအရှိန်အထက်၎င်းအတွက်အသက်တမျှပို၍အရေးကြီးပေလိမ့်မည်သို့တော်မင်းအောင်လိုင်းသည်နေပြည်တော်စစ်တပ်အတွင်အပျက်စီးများကိုယနေ့အထိလုံးဝဖုံးကွယ်ထားသည်ငလင်လောက်ခတ်သည့်အချိန်အေဂျာဇီယာရုပ်သံသတင်းဌာနမှအဖွဲ့သည်နေပြည်တော်စစ်ရုံးချုပ်ထဲရောက်ရှိနေသည့်ဖြစ်စစ်ရုံးချုပ်၏အပျက်စီးပုံရိပ်များကိုကံအားလျော်စွာစက္ကန့်အနည်းငယ်ထုတ်လွှင့်နိုင်ခဲ့သည် နေပြည်တော်သို့အမြန်ဆုံးစေလွှတ်ခဲ့သောနိုင်ငံတကာမှအရေးပေါ်ကဲဆဲရေးအဖွဲ့များစွာသည်အဓိကကဲဆဲလုပ်ငန်းများကိုအစိုးရရန်တရားများနှင့်ဝန်ထမ်းအင်အားများတွင်လှုပ်ဆောင်ကြရပြီးထို့မှတစ်ဆင့်မင်းအောင်လှိုင်သည်နေပြည်တော်အုပ်ချုပ်ရေးရန်တရား၏ပျက်စီးမှုအတိုင်းအတာကိုအလင်းအမြန်တွက်ချက်ရန်ကြိုးပမ်းလှုပ်ဆောင်ခဲ့သည်ဟုသုံးသပ်တွေ့ရှိရသည်ရရှိလာသည့်အချက်လက်များအရမင်းအောင်လှိုင်အတွက်မရှုနိုင်မကင်းနိုင်အခြေအနေပင်ဖြစ်သည်ယခုတော့နေပြည်တော်တွင်ဝင်ကြီးများအစည်းအဝေးကျင်းပစရာရုံးခန်းနေရာပင်မရှိနိုင်ငံခြားတန်တမာများကိုဧည့်ခံဆွေးနွေးစရာပင်နေရာမရှိ ဝန်ထမ်းများယုံတက်เสียရုံကများမရှိတော့သည့်အခြေအနေနှင့်ရင်ဆိုင်နေရပြီဖြစ်သည်မဲအွန်လိုင်းကိုယ်တိုင်၎င်း၏စစ်ကောင်စီဥက္ကဋ္ဌရုံကအဖြစ်ပြောင်းလဲခဲ့သောရခိုင်သမရအိမ်တော်ရုံကသည်အကြီးအကျယ်ပြက်စီးထိခိုက်သွားခဲ့ပြီဟုသိရှိရသည်ကြီးကမှန်များဖြင့်ပတ်ပတ်လည်ကာယံဆောက်လုပ်ထားသောသမရရုံကနေရာပြိုကျပြက်စီးသွားခဲ့သလိုအမိုးမှလည်းပြက်စီးသွားခဲ့သည်ဟုသိရသည်နေပြည်တော်ဝန်ကြီးဌာနများနှင့်စစ်အာဏာရှင်စနစ်၏အခြေခံရန်နေရာများကိုမောင်းနှင်လဲပတ်ပေးနေကြသော ဝန်ထမ်းများ၏အင်အားအများစုသည်ငလင်တန်ကြောင့်အကြီးအကျယ်ပျက်စီးသွားပြီးဆက်လက်နေထိုင်ရန်မဖြစ်နိုင်ခြင်းကြောင့်အောက်ခြေဝန်ထမ်းအများစုသည်လမ်းဘေးမြေကွက်လက်များတွင်ဖြစ်သလိုနေထိုင်ကြရသည်အဆိုပါအရှိန်တွေတွင်ကြာချေမနေနိုင်သောဝန်ထမ်းများသည်ဆွေမျိုးသားချင်းများရှိရာ မြို့ရွာများသို့ထွက်ခွာသွားကြသဖြင့်ယခုနောက်ပိုင်းနိုင်ငံတကာကပေးပို့လာသောစစ်သုံးယာယီရွက်ပြင်တဲများတန်းစီထိုးထားသောကယ်ဆယ်ရေးစခန်းများနေပြည်တော်တွင်စစ်ကောင်စီကအလင်းအမြန်ဆောက်လုပ်ပြီးဝန်ထမ်းများကိုစခန်းသွင်းထိမ့်သိမ်းထားနိုင်ရန်ကြိုးပမ်းလာသည် စစ်အာဏာရှင်ရန်ရာရှင်သန်လဲပတ်ရေးအတွက်စစ်သားများကိုပင်အသက်ဆွင့်ရန်မကြာခဏတိုက်တွန်းနေတဲ့သောမင်းအောင်လိုင်းသည်၎င်း၏အာဏာဆက်ရန်ရာလဲပတ်မှုရက်ဆိုင်မသွားစေရန်ငလင်ဒုက္ခသည်အရက်ဖက်ဝန်ထမ်းများမဖြစ်မနေရုံတက်ရန်ဆက်တိုက်ဖိအားပေးလျက်ရှိသည်အဆိုပါအောက်ရှေ့ဝန်ထမ်းများသည်ငလင်ဒုက္ခသည်ဘဝမှာပင်မိသားစုဝင်များအသက်ဆုံးရှုံးရဝန်ထမ်းဘဝနေပါသောပိုင်ဆိုင်မှုများပင်ဆုံးရှုံးရသည့်အရှိန်အအောက်တွင်စေကောင်းစီရန်ရရလဲပတ်နိုင်ရဲ့အတွက်မဖြစ်မနေလောက်ကင်နေကြရသည် လွန်ခဲ့သော၄နှစ်ကျော်ကစစ်အာဏာသိမ်းမှုကိုလက်မခံသဖြင့်စစ်ကောင်စီနှင့်မပူးပေါင်းနိုင်ပဲရုံမတက်တဲ့ရုံထွက်ဆောင်ပုတ်ကိုကျေလောင်စွာကြွေးကြော်ခဲ့ပြီးရုံထွက်ခဲ့ကြသဖြင့်၎င်းတို့၏အိုးအိမ်များနှင့်ပိုင်ဆိုင်မှုအရရက်ကိုစွန့်လွှတ်ပြီးနိုင်ငံအနှံ့ရှောင်ပုန်းခဲ့ရသောလွမြောက်နယ်မြေအသီးသီးတို့ထွက်ခွာသွားကြသောစီရီယံဝန်ထမ်းများစွာသည်မင်းဆိုမင်းညစ်မဲအောင်လိုင်ကြောင့်ဒုက္ခပင်လဲဝေးခဲ့မှုသည်ယခုတဖန်တဘာဝဓမ္မကြီးကမင်းဆိုမင်းညစ်မဲအောင်လိုင်ကိုတမင်ပြစ်မှတ်ထားတရားစီရင်ခဲ့လေရော့သလား ထင်မှတ်ရအောင်နေပြည်တော်၏အဓိကပျက်စီးမှုများမှာစစ်အာဏာဆက်ရန်တရားခြင်းနှင့်အတိုက်အဝန်းအတွင်အဓိကဖြစ်ပွားခဲ့လေသည်မိတို့ပင်ဆိုစီမင်းအွန်လိုင်း၏လူလုံစစ်ဘေးတံကိုသာမကစကိုင်းငလင်တဘောဘေးတံကိုပြည်သူများကသာခံစားကြရပြီးစေဘုံကြုံများနှင့်၎င်းတို့၏မိသားစုများမှာတိုက်ရိုက်ထိခိုက်မှုမရှိဘဲတိုင်းပြည်ဗန္ဒာနှင့်တယံဇာတာများကိုစိတ်ကြိုက်အတုံးချခွင့်ရနေသဖြင့်လူမှုဒုက္ခများမှကင်းလွတ်နေစေဖြစ်သည် လက်ရှိပြဿနာမှ ရုံထွက်နိုင်ရန်ကြိုးပမ်းနေရသူမင်းအောင်လှိုင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ425တွင်တုံတုံထားသောတာမန်အားဖြင့်ဆိုသည့်သကရက်ကိုလို့တလို့အတိတ်ပဲဖွင့်ဆိုခဲ့ပြီးလက်ရှိအခြေအနေမှာတာမန်မဟုတ်သောအခြေအနေကြောင့်ဟုဆိုကာ၎င်း၏အာဏာကိုလျှောက်လာတဲ့ချိန်တက်တန်းတိုးလာခဲ့သောမင်းအောင်လှိုင်ယနေ့ရင်ဆိုင်နေရသည့်ဖီအားများမှာအဆိုပါတာမန်မဟုတ်သောအခြေအနေထက်အတိုင်းအဆများစွာကြောလွန်လာနေပြီဖြစ်သည် ၎င်း၏အာနာသိဇလန်းတွင်နံပါတ်1တရက်ခန့်အဖြစ်အသုံးတော်ခံခဲ့ရသောဒုသမရမြင့်ဆွေထမလည်းကျမ်းမာရေးအကြောင်းပြချက်ဖြင့်အာနာထမှန်သိမ်းခဲ့သည်သည်မြင့်ဆွေနှင့်ဤဇတ်သူများ၏အဆိုအရစေကောင်းစီထုတ်ပြန်ခဲ့သလို၎င်း၏ကျမ်းမာရေးအရှိန်ဤမှာစိုးရွားနေခြင်းမရှိဟုဆို၏ထိုအချိန်မှစ၍မြင့်ဆွေသည်လူမြင်ကွင်းမှလုံးဝပျောက်ကွယ်သွားသည်မှာယနေ့အချိန်ထိဖြစ်သည်မြင့်ဆွေနှင့်၎င်း၏မိသားစုမှရွေးကောက်ပွဲမြန်မြန်ကျင်းပနိုင်မည့်အချိန်ကိုသာမျှော်လင့်နေကြပြီး လက်ရှိပြဿနာများမှလွတ်မြောက်ရန်သာစိတ်ဆန္ဒရှိနေကြသည်ဟု၎င်း၏မိသားစုနှင့်နှီးဆက်သောအတိုက်အဝန်းထံကသိရှိရသည်မေအောင်လိုင်း၏လက်ရှိပြဿနာမှရုံထွက်ရေးနီလန်းမှာရွေးကောက်ပွဲမှလွဲရေးအခြားနီလန်းကိုစဉ်းစားထားရမရှိနိုင်ငံတကာအတိုက်အဝန်းကမျော်လင့်နေသောစိတ်ဆက်ဆွေးနွေးရေးနီလန်းကိုလည်း၎င်းဘက်ကအသာစီးမရလဲမေအောင်လိုင်းရွေးချယ်မည်မဟုတ်ပါထို့ကြောင့်သကိုင်းငလင်းဘေးကြားမှဧပြီလ၈ရက်နေ့တွင် စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းတွေလက်မှတ်ဖြင့်ရွေးကောက်ပွဲကော်မရှင်ဒုဥက္ကဋ္ဌရာဒူးကိုဖန်တီး၍ခန့်အပ်မှုများလှုံ့ဆော်ခဲ့သည်အတိတ်ဘယ်မှမရောက်နိုင်သည့်၎င်းစီစဉ်ထားသောရွေးကောက်ပွဲကိုရသည့်ဤဖြင့်ပြုလုပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်၎င်းဖန်တီးခဲ့သောလက်ရှိပြဿနာအစုအဝေးကြီးမှမရောက်နိုင်ရုံထွက်နိုင်ခြင်းမရှိလင်မြင့်ဆွေအပါအဝင် အာနာသိစိတ်ကောင်းဆောင်လက်ဟောင်းလက်သက်များအားလုံးဤကကြမှာဒီလဲမရေရာဖြစ်လာပါလိမ့်မည် တည်ငြိမ်ဖွံ့ဖြိုးနေသောနိုင်ငံကိုဖျက်ဆီးခဲ့သူမင်းအောင်လှိုင်စင်စစ်လွန်ခဲ့သော၄နှစ်ကျော်မြန်မာနိုင်ငံ၏ပုံရိပ်များကလက်လက်ဆက်ဆက်ရှိနေသေးပင်မြန်မာနိုင်ငံသည်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့နနက်မိုးတောက်ရန်အချိန်ထိရွေးကောက်ခံအရက်သားအစိုးရအုပ်ချုပ်မှုအောက်တွင်ပကတိတည်ငြိမ်အေဂျင့်တိုးတက်နေသောနိုင်ငံဖြစ်သည်ကမ္ဘာလုံးဆိုင်ရာကိုဗစ် -19 ကပ်ရောဂါကူးစက်ပြန့်နှံ့လာမှုကိုအရင်အမြင့်ရှားပါးသည့်ကြားမှအစိုးရနှင့်ပြည်သူတက်ညီလက်ညီလက်တွဲဖြည့်ရှင်း ကျော်လွားနေပုံမှာတမိုင်းတွင်မမြင်ဘူးမကြုံဘူးသောစီလုံးညီညွတ်မှုမျိုးဖြစ်သည်ထို့ကဲ့သို့ပဂရိတီငိမ့်အေဂျန့်မှုကိုဖျက်ဆီးခဲ့သူမှာစစ်တပ်၏စစ်ဦးစီးချုပ်ဖြစ်သူမင်းအောင်လိုင်ဖြစ်ပြီးနိုင်ငံသူနိုင်ငံသားများ၏အသက်အိုးအိမ်စည်းစိမ်ကိုအသက်ပေးကာကွယ်ရန်အနှင်းထသောအာဏာကိုအလွဲသုံးစားပြု၍နိုင်ငံတော်အာဏာကိုလက်နက်အင်အားသုံးအာရမသိမ်းယူခဲ့ခြင်းဖြစ်သည်လက်နက်အင်အားသုံးအာဏာသိမ်းခြင်းကိုကမ္ဘာပေါ်ရှိ မြေသည့်ဥပဒေကားမျှခွင့်ပြုမထားသလို 2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းခွင့်ပြုမထားပါတို့တိုင်အောင်အာနာထိန်ချင်းပါဟုပြောင်းလဲညခဲ့ကြတဲ့ကမရောက်နိုင်သည့်ဗုဒ္ဓဘာသာဝင်တိုင်းစောင့်ထိန်ရပြီး၅ပါးသီလတဲ့ကမုဒ္ဒဝါရကံကိုကဘာတိကျူးလွန်ခဲ့သလိုပြည်သူများ၏အသက်ကိုကာကွယ်ရမည်အစားအလွန်အကျူးတပ်ဖြတ်ပြီးပါဏာတိပါဒကံကိုစိတ်တိုင်းကျကျူးလွန်နေသူဖြစ်သည်မြမပြည်သူများကစစ်အာဏာသိမ်းမှု၏ဒုက္ခဆိုးကျိုးကို1962ခုနှစ်တွင်ပထမအကြိမ်26နှစ်ကြာနှင့် 1986ခုနှစ်တွင်ဒုတိယအကြိမ်22နှစ်ကြာခံစားခဲ့ရပြီးဖြစ်သည်အဆိုပါနှစ်ကြိမ်လုံးတွင်ပြည်သူများသည့်၎င်းတို့၏အသက်ခန္ဓာပေါင်းများစွာစတေးပြီးအကြမ်းမဖက်နီလန်းမျိုးစုံဖြင့်ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်2021ခုနှစ်တတိယအကြိမ်စေအာနာသိန်းကြိမ်တွင်လည်းလနဲ့ချီပြီးနိုင်ငံအနှံ့အကြမ်းမဖက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးကမ္ဘာကြီးကအချိန်နှင့်အမျှတွေ့မြင်သိရှိခဲ့ပြီးဖြစ်သည်စစ်မြေပြင်တွင်စစ်ပွဲဆင်နွှဲသလို မြို့ပြလမ်းမများပေါ်တွင်စန္ဒပြပြည်သူများ၏ဥကောင်းများကိုချိန်ရွယ်ပြစ်ခတ်တပ်ဖြတ်အကြမ်းဖက်ခဲ့သည်မှာမဲအောင်လိုင်းနှင့်ဆက်တက်ဖြစ်သည်စင်စစ်အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံခေါင်းဆောင်များ၏မြန်မာအရေးဖြေရှင်းရန်တူညီစန္ဒ၅ချက်နှင့်အာဆီယံထိပ်သီးအစည်းအဝေးများကမြန်မာအရေးနှစ်စဉ်အကြိမ်ကြိမ်ထုတ်ပြန်ကြများခုနသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669နှင့်လုံးခဲ့သော၄နှစ်အတွင်းနိုင်ငံများကစုပေါင်းထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်ပေါင်းများစွာတွင် စစ်တပ်၏အရသာပြည်သူများအပေါ်အကြမ်းဖက်တပ်ဖြတ်နေခြင်းကိုရှက်ရှင်းရက်တံပေးရန်တောင်းဆိုချက်ကထိတ်ဆုံးကပါဝင်ခဲ့သည်မြန်မာနိုင်ငံသည်လွန်ခဲ့သော၄နှစ်လုံးလုံးလူလုံဘေးဒုက္ခကြီးဖြစ်သောမဲအောင်လိုင်းစစ်တပ်၏တပ်ဖြတ်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီးတေဆုံးခဲ့ရသည့်အပြည့်မဲ့ပြည်သူအရေအတွက်မှာတဘာဝဘေးဒုက္ခဖြစ်သောသခိုင်းငလင်ကြောင့်လက်တလောတေဆုံးခဲ့ရမှုများထက်များစွာပိုမိုသည်စစ်ဘေးဒဏ်အတိဒုက္ခရောက်နေရသောပြည်သူ၃သန်းကျော်ရှိသည် သို့သောသဘာဝဘေးဒုက္ခသည်အချိန်တစ်ခုအတွင်းကြာရောက်ပြီးရပ်တန့်သွားတော်လဲလူလုံးဘေးဒုက္ခသည်ရပ်တန့်ခြင်းမရှိအချိန်ကြာမြင့်စွာဆက်လက်ဖြစ်ပွားလျက်ရှိသည်အဆိုပါလူလုံးဘေးဒုက္ခ၏ဇိမ့်မြမှာစစ်အာဏာသိမ်းမှုဖြစ်သည်နိုင်ငံတကာအတိုင်းဝန်းအနေဖြင့်စကိုင်းငလင်ဘေးဒဏ်ကိုလိမ့်မြန်စွာကူညီဖြည့်ရှင်းပေးသလိုလက်ရှိစစ်အာဏာသိမ်းထားမှုပြဿနာကိုလည်းဝိုင်းဝန်းဖြည့်ရှင်းပေးပြီးဆိုလင်မရောက်နိုင်စစ်တပ်နေစဉ်တပ်ဖြတ်မှုကြောင့်တေဆုံးနေရသောအပြစ်မဲ့ပြည်သူတို့၏အသက်များကို ကယ်ဆယ်နိုင်ပါလိမ့်မည်မြန်မာနိုင်ငံသည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကိုပြန်လည်ရရှိရန်မှာမေအောင်လိုင်းအလွန်နိုင်ငံတော်အသစ်ကိုတည်ဆောက်နိုင်မှသာရရှိနိုင်ပါလိမ့်မည်စောင်းပါရှင်တုဒ္ဒဆောအဆုံးထိထားတော်မူတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်